ုံးပိုင်းမင်္ဂလာပါအခုတစ်ခါမှာတော့ Microsoft Excel ထဲမှာမိမိရဲ့ data တွေနဲ့ပတ်သက်ပြီးတော့မှ min media mode standard deviation နဲ့ minimum maximum တန်ဖိုးတွေကိုရှာတဲ့နေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင် ဥပမာအနေနဲ့ score ဆိုတဲ့ variable တစ်ခုရှိပါတယ်သူ့ရဲ့အောက်မှာသူ့နဲ့သက်ဆိုင်တဲ့ data အချက်အလက်တွေရှိပါတယ် ဒီ data အချက်လက်တွေရဲ့ main တန်ဖိုးကိုရှာချင်တယ်ဆိုလို့ရှိရင် function တစ်ခုသုံးပြီးတော့မှရှာလို့ရတာဖြစ်ပါတယ်။ကိုအဖြေလိုချင်တဲ့ဆဲကွက်မှာကာစာလေးချလိုက်မယ်ပေါ့နော်။ main တန်ဖိုးဒီပြန်ပြကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ average ဆိုတဲ့ function လေးကိုအသုံးပြရမှာဖြစ်ပါတယ်။ဒါဆိုရင် ဖြေလိုချင်တဲ့ဆဲကွက်မှာ equal average လို့ရရမှာဖြစ်ပါတယ်။ average လို့ရိုက်ပြီးပြီဆိုရင်ဝင်းစားပြီးရင်ဒီ data ကိုလိုချင်တဲ့ data ိုတွက်ချင်တဲ့ data ကို select ပေးရမှာဖြစ်ပါတယ်။ဒီကနေဒီ ठी select ပေးမယ်ပြီးရင် green page ပြလိုက်ပါမယ်။ပြီးလို့ရှိရင် enter နေလိုက်ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ data ရဲ့ main demo ကိုရရဖြစ်ပါတယ်။ median ကိုတွက်မယ်ဆိုရင်လည်း median function လေးကိုသုံးလိုက်ရင်ရပါတယ်။ equal equal median လို့ရိုက်ပြီးပြီဆိုရင် green စာခုနကအတိုင်းပဲမိမိရဲ့ data တွေကို select ပေးပါမယ်။ ြီးရင်ဂွန်းပိမ့်မယ်အန်တာနေနေရမှာဖြစ်ပါတယ်ဒါဆိုရင်မီဒီယာတမိုးဖြစ်ပါတယ်မုတ်ဆိုရင်လည်းအဲ့လိုပါပဲ equal mode function ဖြစ်ပါတယ် equal mode de mode ဂွန်းစာကိုရဲ့ data တွေကို snap ပေးမယ်ဂွန်းပိမ့်မယ်အန်တာနေရမှာဖြစ်ပါတယ် standard deviation function ကတော့ equal st dev ဖြစ်ပါတယ်ပြီးရင်ဂွန်းစာ data တွေကိုဆက်လက်ပြီးမယ်။ခွင့်ပေးမယ်။အန်တာနေရာမှာဖြစ်ပါတယ်။ဒါဒီ standard deviation ရဲ့တန်ဖိုးဖြစ်ပါတယ်။ minimum တန်ဖိုးကိုလိုချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ function ကတော့ equal min ဖြစ်ပါတယ်။ when စာ data ကိုဆက်လက်ပြီးမယ်။ခွင့်ပေးအန်တာနေရာမှာဖြစ်ပါတယ်။ maximum ရဲ့ function က equal max ဖြစ်ပါတယ် equal max wings are data တွေကိုဆက်လက်ပေးမှာဖြစ်ပါတယ်။ဝင်ပိမဲ့ hunter နေရာမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်မိမိလိုချင်တဲ့ main media မုတ်တန်ဘိုးတွေပေါ့နော် standard deviation minimum တန်ဘိုးတွေ maximum တန်ဘိုးတွေကို function လေးတစ်ခုသုံးယူနေအလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတန်ဘိုးတွေတစ်ခါတည်းပါတဲ့ analysis တစ်ခုကိုလုပ်ချင်နေဆိုရင်တော့နောက်လာမယ့် video မှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။